အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့စာအုပ်လေးကတော့စာရေးဆရာတမိန်တောင်ရေးသားထားတဲ့ယောဂဇန် ဆိုတဲ့ဝိတ္ထုလိုလေးပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ယောဂဇန်ကြည်တော်မူမဂ္ဂဇင်းတိုက်တော့ကျွန်တော်ရောက်ရှိလာခဲ့ဒီမှာညာစွာမကြာလာသေးကျွန်တော်လောက်ကန်ရတော့အလုံးမှာအက်ဒီတာတစ်ပိုင်းဖြစ်သည် ဆိုလေတော့မဟာစာပြင်ဆရာအလုံးတည် ဒုက္ခလာစာမှာ85ချက်85ပြားဖြစ်နေတယ်။မဂ္ဂဇင်းတိုက်တရားဌာနမှာပဇွန်တောင်ရေကျော်ရက်မဟာဒုက္ခလမ်းတွင်ဖြစ်နေတယ်။ကျွန်တော်အရင်ရောက်နေနေကြတော့လက်ဟောင်းစာပြင်စရာ၄ယောက်ရှိနေတယ်။နေဆိုင်၂ယောက်ညဆိုင်၂ယောက်ပြင်ကြသည်ဟုတည်းကျွန်တော်မှမဟုတ်ဘယ်ဝေကျွေးကြမသိ။တာရေးစရာဖြစ်ချင်လာတော့ယောဂမှာ အစအောင် ကြီးမားလာရကသာတုံပေးစာယောဂါထပြမှုတို့ကြောင့်သာပြင်စရာတက်တက်မဟုတ်မှုပဲအဲဒီတာကြီးများနဲ့သာမို့ကိုရွေဘလောက်တိုင်ပြည့်ရသောအလုပ်ပါပိုးတွဲလောက်ကန်စီရန်တိုက်ပန်ရှင်မင်းဖုရားကမိကြတော်မူထားသဖြင့်85ချက်85ပြားသောလာစာနှင့်ပင်အဲဒီတာတစ်ပိုင်းဖြစ်သည် ဆိုလေသောမဟာစာပြင်စရာဖြစ်၍နေရသည် တိုက်ခန်းကျင်းကလေးတဲ့တွင်တဒုံဒုံတတိုင်တိုင်မြည်ဟီထွက်ပေါ်နေသောစက်တန်ကအချက်မမန်နာဝတော်ဓာတိုးနေတယ်။တခါတခါတွင် စာစီသမားလေးများ၏စကားတန်ကပိုးတွဲပေါ်ပေါက်လာတတ်တယ်။ကြောင်းရက်ကုန်မူသဲကွဲစွာမတီရ။ကျွန်တော်သည်သပွဲ၌ထား၍လောလောဆယ်ချပေးရမည်။စာမူတစ်ခုကိုဖတ်ကြည့်နေမိတယ်။ဖတ်ရင်းပင် ယတနာတစ်ခုကကောင်းတဲ့သို့ဝင်ရောက်လာတယ်။မာတိကာစင်လျင်တက်ရမည်စာမှုအမျိုးအစားပင်တည်။စာညွန့်လောစောင်းပါလောဝိထုလော စာရေးသူကဝိထုဟုဆိုတယ်။အိဒါကြီးများကမောတောင်းမဆန်သည်ဟုပြောကြတယ်။သူတို့သာဘာမှမပြောကြပါကကျွန်တော်အနေဖြင့်စာညွန့်ဟု၍တမုံမိပေမယ်။ ကြာရှည်စွာ တွေးတော်ခွင့်မရဖိုမေကိုတင်ဆိုစာရွက်နှစ်ခုကန်၍အနာတုံရောက်လာတယ်။မျက်နှာလည်းမตาရလား။ကိုတော့ဒီမှာကြည်စမ်းမအောင်။စာမိုးကကြက်ပြန်မကရေးထားလို့သူ့အတိုင်စီထားတယ်။ညစာပြင်စရာကကြက်ပြန်မကြပြင်းသွားတယ်။အခုတကနေစာပြင်စရာကကြက်ပြန်တကြပြင်းမြန်ပြီ။ကြာစမ်းမအောင်ဗျာကျွန်တော် ညကပြင်ချက်နဲ့ယခုပြင်ချက်ပါပိုတွဲပါလာတယ်။သူပြောသည့်အတိုင်းမှန်မိတယ်။စာမို့ရှင်ညစာပြင် နေစာပြင်၃ရောက်၃မျိုးဖြစ်နေပြီ။ကြက်ပြန်မကားဆိုသည်မှမို့စာရေးသူချုပ်ဟန်တူတယ်။ကြက်ပြန်မကြပြင်တော့စာပြင်ဆရာကောမို့မှားသည်ဟုမဆိုတာ။လူအများကြိတ်ကြိတ်တော့စီကားနေတော့ပွဲတပင်စီရင်ကျင်းပရာဌာနမျိုးတွင် အကယ်ပင်ပြန်မိလေသောကြက်သည်ကြားစရာနေရာရှိမည်မဟုတ်သည့်အတွေ့ကြက်ပြန်မကြကားသာမှန်ပါသည် ဆိုလေသောသူယူဆချက်ကအတိတ်ပဲရှိသည်အောင်ပင်ကြက်ပြန် တကြဆရာကလည်းယူဆချက်မရင်လာပါကြက်ပြန်မကြဟိုသည်တမျိုးတရွာတဌာနာထဲသာတုံ့နိုင်၍တိုင်းပြည်နိုင်ငံနှင့်မဆိုင်ကြက်ပြန် တကြအတုံးလောက်အတိတ်ပဲမကျေဝန်းဟိုဆိုလေတယ် တမျိုးနဲ့တမျိုးတရွာနဲ့တရွာဒီမျိုးမှဒီဟိုရွာပိုမျိုးမှဒီမျိုး ကြက်တကောင်ပြန်လည်ရင်ရောက်နိုင်လောက်အောင်မျိုးရွာဆက်ဆက်၍ကြက်ပြန်တကြစီကားသည်ဟိုစိုးသမန်းပြူကြောင်းကျင်းကျက်ထုတ်ပြတယ်။ကိုတောင်ပြောပါဦးဗျ။ဘယ်ဟာအမှန်လို့ရမှာလဲ။ကြိုက်တာလို့ဗျာ။စိတ်ရှုပ်ဟန်နဲ့ကျွန်တော်ကပြောလိုက်သေးတယ်တွင် ကြက်ပြန်မကြပဲထားလိုက်မယ်ဗျာ။ တခါပြန်မပြေနိုင်တော့ဘူးတဘောဗျာဖိုမင်ကိုတင်ဆိုးသည်ခက်ဆောင်ဆောင်ကလေးထွက်သွားလေတယ်မကြေနပ်သည်နဲ့တပ်ပုံစာအုပ်တွေကိုစွဲလန့်ကြည့်နေမိတယ်ဒီမှာဆရာလေးယောလာပြန်ပြီပြဿနာတခုဒီတခါတွင် စာစီသမားကိုပါမောင်ဖြစ်တယ်ဒီမှာကြည်စမ်းမအောင်ဗျဖောက်ထုတ်ဟာထိုးထားတယ်ဘမဆောင်မှာရှိလို့လားအေးဗျာ မရှိလဲမရှိနဲ့ပေါ့ ဖောက်ထုတ်ဟာထုတ်လဲဖတ်တယ်မဲ့ထွက်မှာပါပဲဒီအတိုင်းစီပေါ့ဗျာဘာသာပြန်ဝိတုတကူဖြစ်တယ်ဘာသာပြန်ဆရာက အင်္ဂလိပ်အတန်အတွက်နဲ့တူနိုင်သမျှတူအောင် ရေးခြင်းဖြစ်ပေမယ်သို့တော့ဗမာစာသည်ဗမာစာပင်ဖြစ်၍ဖောက်အုပ်ထုတ်ဟာထုတ်တော်လဲအတန်ပြောင်းလာမည်မဟုတ်ချေကိုဘမောင်ပြန်သွားလျင်ပင်မဂ္ဂဇင်းဝိတုရှိအတွက်ပုံအပ်ရန်အယ်ဒီတာချုပ်က ဗကြီးစရထံဇေလွတ်သည့်အတွေ့ကတော်ကမျောပြေးခဲ့ရပါတော့တယ်။မဂ္ဂဇင်းတိုက်သို့ရောက်၍ဇပွဲ၌ထိုင်မိလျင်ပင်ယတနာအခက်ခဲလေးတွေကနေ့စဉ်လိုရင်ဆိုင်နေရတယ်။တနေ့တာမြန်မြန်ကုန်ပါစေဟုလဲမစီမဆိုင်စူတောင်းနေမိတတ်တယ်။ဒုတစေဒီနေ့ပြီးလျင်မနေ့ပြန်တမျိုးကြုံရစမြဲပင်ဒီမားပြကိုသားပုံမင်ကိုတင်ဆိုးလာပြန်ချီပြီး သူ့မျက်နှာမှာအောက်တိုးတိုးစားရက်ဆရာကစမ်းစစ်ရေးလို့သူ့အတိုင်းစီတယ်။ညစာပြင်ဆရာကစမ်းစစ်လှုပ်သွားတယ်။အခုတခါတယောက်ကစမ်းစစ်ပြန်လုံးနေပြန်ပြီ။အေးဗျာအဲ့ဒါတွေကလည်းတစ်ခက်ပဲ။စမ်းစစ်ဟိုသုံးဆွဲသူတို့ကစမ်းစစ်ဟိုတော့မူလပင်ကိုသုံးဆွဲနေကြသည်အထိပ်ပဲမရှိ။စမ်းစစ်ဟိုသုံးဆွဲမှသာ စူဇန်စစ်စစ်ဟို ယထာဘူတာကြစွာအတိဘယ်ဝင်သည်ဟုဆိုလေတယ်။စံစစ်သုံးသူတို့ကလည်းစံကြံဟူ၍ရှိတယ်။ထိုစံကြံသည်စလုံးရေမှာစာ၍စစ်စစ်ရသောသဘောရှိတယ်။ထိုမှဆက်နွယ်၍စံစစ်ဟူသောစကားဖြစ်ပေါ်လာရတယ်။စံစစ်သုံးသူများမှာနားမလဲပဲတရားလုံးချင်သူများသာจิตတည်ဟုဆိုလေတယ်။အဲ့ဒါဘယ်နဲ့လုံးမလဲဗျ။ မူပွဲရှိနေတယ်ဗျာခက်တာပါပဲတာမိုရှင်ကြက်ရသူရေးတယ်လို့သာလုပ်ဗျာကိုတင်ဆိုးမကြေမနက်နဲ့ထွက်ခွာသွားတယ်သူနောက်ကပင် အမတ်မတင်စာစီကန်းသို့လိုက်ပါသွားမိတယ်စာစီကန်းကိုပြတ်ကျော်လို့ဆဲဆဲတွင် စာစီသမားတစ်ယောက်ကသူ့စာခုံမှာပင် ကိုတောင်ဒီမှာလာကြည့်စမ်းပါအောင်ဗျာသူပြရာတို့ကြည်လိုက်သေးတွင် စာလုံးအစမ်းကိုမြင်ဘူးရတော့တယ် ညာကလေး၏အကွေထဲတွင်တောင်ဝမ်းဘူကိုထည့်၍ခေါင်းအပြားတံကလေးတွင် သားလုံးမှ အလဲပေါက်ကလေးနှင့်ဒါဆော့ထားလေရေးပုံသည်စမ်းမေစွာဒီစာဘလို့စီရမလဲတလုံးစီခွဲစီလိုက်ဗျာမတတ်နိုင်ဘူးဘာသာပြန်ဝတ္ထုမှဇက်လိုက်တအိုး၏အမည်ဖြစ်တယ်အစာအစုံမမှန်မီတော့စာရေးဆရာကဗမာစာ၌ ဒီစလုံးများမရှိဟူ၍မှမတိလျော်သလားမစုံနိုင်တပ်ပုံအရှုပ်တော်ပုံကြတွင်ဘာသာပြန်စာလုံးပြဒနာကအချောင်းဝင်းအုပ်နေသေးတော်တယ်ဇပွဲတို့ပြန်လဲရောက်ရှိသည်တွင်ပုံနှင့်ဘလောက်အယံကဗျာတပုတ်ကိုအေဒါချုပ်ကခေါ်ပေးလေတယ်အတွေးအခေါ်ကဗျာတပုတ်ဟူ၍လဲပြောလိုက်သေးတယ်ကဗျာကိုတစ်ခေါက်ဖတ်ကြည့်လိုက်တယ်ဘာဆိုလိုမှန်းမသိဘူး နောက်တစ်ခါမထင်ရှားနောက်တစ်ခါမသေးခွင်နောက်တစ်ခါဘိုးတော်ဝါနောက်တစ်ခါခေါင်းကိုက်လာတော့တယ်အတွေးအခေါ်ဆိုသည်မှာစာကိုဖတ်၍ပက်လက်အိတ်လျင်နဖိုးပေါ်လက်တင်မှောက်လျက်အိတ်လျင်လက်ပေါ်နဖိုးတင်ပြီးပောရနာစာအုပ်ဘေးမှထားကခုနှစ်ရက်ခုနှစ်လီ တွေးခေါ်ရသော စာမျိုးလားဟိုစဉ်းစားမိတယ် ဘယ်ရီကဗျာလာဟိုလဲတွေ့တော်မိပါတယ်။ပညာဉာဏ်သေးသိမ်နုနယ်လှစွာသော ကျွန်တော်ကမို့အတွေ့အခေါ်ဆိုသည်မှာကြောင်းရက်တင်ပြချက်ဟို၍ထင်မှတ်ထားမိတယ်။ယခုမို့ထို့သောမဟုတ်စာပေယောဂတဲ့တယောက်ပင်ဘာဆိုလိုမှန်းမသိပါလျင်စာဖတ်ပြိတ္တတွေမို့ကစာဖတ်ပြိတ္တကို အထင်သေးဝင်မဖြစ်နားလည်သူတွေအများအပြားရှိရမည်သာ ဤသို့နားလည်သူများကအာကာပစိုးတိမ်မီကိုကဲ့သို့မဖြစ်တန်ရာဟုတွေးတော်လျက်နားမလည်သောကဗျာကို အထက်ထက်အခါခါဖန်ဖန်နေမိပါတည်းကိုတော်လုတ်ပြန်ပြီဗျဒီမှာဘာတွေအမျိုးမျိုးဖြစ်နေပြန်ပြီလဲပြောပြကြမအောင်ထီးဆန်နန်းဆန်ဆိုတာညာကစလိန်တေးသေးတင်နေပြင်းနေအခုတယောက်ကနတ်တဲ့ တောသူမှနန်းဆန်သည် ဆိုရဝဲနေသောအနွယ်မှ အထက်သို့ဆန်တက်သောသဘောရှိသောကြောင့်ထီးဆန်နန်းဆန်ကိုနတ်သက်တင်သည်ဟုတယောက်ကဆိုလေတယ်။တရောင်းစားဆန်သည်ဟုလည်းသုံးနှုတ်ကြသောကြောင့်ဒီနေရာ၌စက်ဆန်သောသဘောသာ ပိုပိုကောင်းမွန်သည်ဟုတိတိတင်ဆရာကဆိုလေတယ်။ဘယ်နဲ့လဲ။ကြိုက်တာလို့ဗျာ။ဒီမှာရှိသေးတယ်ဗျ။အင်း စိုးတန်းမအောင်တယောက်ကပြညာကိုရပဲ့ကြည်တယောက်ကရရင်음ပြညာဆိုဒီမှာအတုံးဆွဲများတော့အတုံးဖြစ်သည်ဟုရပဲ့ကြည်ဆရာကဆိုလေတယ်ရရင်ဆရာကမို့အကိုအကားနဲ့လာပဲအောက်အကြီးအထက်အညာဟုသဘောတရောက်တယ်ထို့ကြောင့်ပြညာဟုရေးမှသဘောဝထကြသည်ဟုဆိုလေတယ် စာမူအတိုင်းလုပ်ဗျာကြံသေးတယ်ဗျဟုတ်ကဲ့ပြပါအောင်ချက်ချင်းဆိုတာကတယောက်ကရပဲ့နေတယောက်ကရရင့်နေချင်းအင်းရရင့်နေချက်ချင်းဟိုရေးသူကအတွေ့အကြုံများတော့ကြောင့်သုံးပါသည်ဟိုဆိုတယ်ရပဲ့နေချက်ချင်းဟိုရေးသူကမို့ခဏတစ်ပြုံးနဲ့တူတော့ချက်တစ်ပြုံးဟိုသည်စကားရှိတယ်ထိုခဏကလေးများဤ အချင်းချင်းပေါင်းစပ်မှုကို ဆိုလိုသည်ဟုရှင်းပြတယ်။ထို့ကြောင့်ချက်ချင်းရေးရာ၌ရပိတာယထာဘုဒ္ဓကြစွာအတိတ်ပဲပေါ်လွင်သည်ဟုဆိုလေတယ်။ကိုတင်ဆိုး၏ခမရသဘောကိုတင်ဆိုးသည်လက်ထွက်သွားပြီ။တဖန်ပြန်တုံ၍နိဗ္ဗာန်ပြတခုမေးစမ်းပြစေအောင်။ချက်ချာနဲ့ချက်ချာအာကိုတင်ဆိုးဒီချာပြဿနာတော့မမေးနဲ့ဗျို့ ကျွန်တော်ချပီးကျင်လာပြီပြောပြောဆိုဆို ကျွန်တော်ကထားလိုက်တဲ့ဖြစ်ကိုတင်ဆိုခပ်ပြုံးပြုံးဖြစ်ထွက်ခွာသွားတော့တယ်ကိုတင်ဆိုတပ်ပုံပြဿနာနဲ့မလာသေးမှာ၃-၄ရက်ကြာသွားတယ်ယခုတခါလာသေးတွင် အခြေအနေခါတိုင်းတဲ့စိုးရွားလာပုံရလေတယ်မြစ်ထောင်ကြီးများနှီးလာတယ်ပါယိုများလည်းထောင်ထလာတယ်တုံမုံအောင်သူရွာတော့မယ်မိုးကဲတော့ညနာတပြင်းလုံး ညို့ပုတ်ခက်ထန်လာလေတယ်။ဘာလဲဗျာကိုတင်ဆိုးကျွန်တော်တော့သိချင်တာပဲဗျာ။ကိုတင်ဆိုးအတန်ကဒေါသကြောင့်တုံရင်နေတယ်။ဒီမှာဗျာစာရေးဆရာကဒို့တူပေါင်ဖယ်ရေးတယ်။အင်း။တယောက်ကဒို့တူပေါင်ဖယ်ပြင်းနေဗျာ။အင်း။တယောက်ကဒို့တူပေါင်ဖယ်တဲ့။အင်း။တယောက်ကဒူးတင်ပေါင်ဖဲတဲ့အင်းတယောက်က ဒန်းတို့ပေါက်ဖဲတဲ့อืมအဲ့ဒီတော့စာရေးဆရာက2မျိုးစာပြင်ဆရာ4ယောက်က4မျိုးအဲ့ဒါကျွန်တော်ဘယ်နဲ့လုပ်ရမလဲယောခက်ပြီဤစကားသည်စိုးတူကောင်းဖဲနဲ့အတိတ်ပဲအတူပင်ဖြစ်ရမည်ဟုစဉ်းစားမိတယ်ဒီမှာကိုတည်းဆိုအဲ့ဒီ5မျိုးအသာထားဗျာမိုးမကွဲနိုင်နဲ့စိုးတူကောင်းဖဲလို့ပြင်လိုက်ဗျာဟွန်းကိုတင်ဆိုးကအံအားတင့်သွားပုံရလေတယ် ဘာဖြစ်လို့လဲဗျခမည်းပါဆိုရင်6မျိုးမထိုးပါဘူးဗျာဘုမတော့ကျွန်တော်ပြောတာပဲလုံးလိုက်ပါ ကိုတင်ဆိုးသည်ခေါင်းငိုက်ဆိုင်နဲ့ထွက်ခွာသွားတယ်ကိုတင်ဆိုးဝမ်းထဲတွင်ဘယ်ပုံနေမည်မသိကျွန်တော်ဒီပင်ရင်ထဲ၌မြောက်အကောင်တရားခန့်ဝင်းစော့နေသည်ထင်မိတယ်ဒီနောက်တွင် ကိုတင်ဆိုး၏ရှုပ်ထွေးပြဿနာပေါ်မလာမီ85ချက်85ပြတော့လာစာမှတပြန်တိုးပေးမည်ဆိုတော့ မဂ္ဂဇင်းတိုင်ကြီးတစ်ခု၌ကံအားလျော်စွာ အလုရသဖြင့်ကြည်တော်မူမဂ္ဂဇင်းတိုင်နှင့်ကိုတင်စိုးဖို့ပါခွဲခွာ၍လာခဲ့ရပါသည်။စနေနေ့တနေ့ဖြစ်တဲ့အချိန်မှာတနာရီခန့်များရှိပေပြီ။နေဝဲပိတ်တည်ဖြစ်၍အလုတိုင်မှအထွက်တွင်အိမ်မပြောင်းခြင်းသေးသဖြင့်ကွန်တီနီတဲအောင်စာအုပ်ဆိုင်များကိုလက်ပံကြည့်ရှုနေမိတယ်။ရိုးကိုယ်တော် ခေါ်တန်ကြသဖြင့်လှည့်ကြည့်လိုက်ရာကြည်တော်မူမဂ္ဂဇင်းတိုက်တွင်လှုပ်ဖို့လှုပ်ဖက်ဖြစ်ခဲ့သော ကိုတင်ဆိုးကို တွေ့ရလေတယ်။တာအုံများကိုတပွေကြီးပိုက်ထားလေတယ်။ဟာကိုတင်ဆိုးခမားပဲလေ။နိဗ္ဗာန်ဟာဘာတက်လဲဗျ။ကျွန်တော်မင်းတီကိုမဖြေပဲသူကတပ်ပုံပြတနာပြန်မေးနေပါတော့တယ်။နိဗ္ဗာန်ကိုနငယ်တတ်တာပေါ့ဗျ။ဟာဟာဟာဒါနဲ့မြန်စာပြင်စရာတဲ့ဟာဟာဟာ ကျွန်တော်ကသူ့အမှုအရာကိုကြောင်ကြည့်နေစဉ်တွင် နိဗ္ဗာန်ဟာအစာကောအတက်ရောနာကြည်ပြဒါမှနာငယ်တဲ့ကြီးလဲကြီးခန့်လဲခန့်ဘိုက်ပူပူဝဝဖန့်ဖန့်ကြီးအဟိမဟာနိဗ္ဗာန်ပေါ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့သူ့အခြေအနေအကဲမလာတဲ့ဖြစ်ကျွန်တော်ကခေါင်းညိတ်လိုက်ရတယ်အနူကောဘာနဲ့ရေးလဲဗျနာငယ်ပေါ်ဗျဟာဟာဟာလာပြန်ပြီဟာဟာ အချောက်နူတာကသာနာငယ်နဲ့ရေးရတာဗျအစိုးနူရဲ့နာကြီးသူကပိုဆိုးတယ်မို့လားဟုတ်ဟုတ်ဟုတ်ကဲ့လမ်းမကောဘာနဲ့ရေးလဲဗျလမ်းလေလမတ်တက်လမ်းပေါ်ဗျဟာဟာစာပြင်စရာတဲ့မှတ်ထားဗျလမ်းချင်းကလေးကိုသာလာကလေးနဲ့ရေးရတာလမ်းမကြီးကိုလာကြီးနဲ့ရေးရတယ်ဗျဟာဟာအင်းအတိတ်ပဲရှိတယ်ဗျို့ ဒီမှာကျုပ်ကစာနဲ့ပေးနေဗျစိုးတမ်းပါအောင်ဗျာကျွန်တော်ကညနာအချိုဆုံးထား၍တောင်းမှန်လိုက်ရတယ်နိဗ္ဗာန်ဟာ나ကြီးဗျတန်နီးပါတကွန်ထုံးဝမ်းပိုက်တော်ဆုံးပက်ပြီးတော့ပေါ့ကုလာတဲ့ဆိုအနု나ကြီးမို့ယူရင်ဟိဟိဝိဇ္ဇာကကြံပြပါတယ်ဝိဇ္ဇာကကြံပြပါတယ်ပညာရှင်ကြီးကကြံပြပါတယ် လက်မဟာလာကြီးွယ်လေဒုဗတ်တန်အလာလက်ဟန်ချေရနဲ့ပါဇက်ဆိုင်ပင်တီးပြလိုက်သေးတယ်ဘယ်နဲ့လဲဗျသဘောပေါက်ရလားဟုတ်ကဲ့ကောင်းပါပဲဗျဒါဖြင့်မြင်မြင်မှတ်တာကြုတ်သွားမယ်ကိုတင်ဆိုးသည်ကျွန်တော်ပခုံးကိုပုတ်၍စာအုပ်များကိုဟန်ပါပါပိုက်ပြီးပညာရှိကြီးဟန်နဲ့ထွက်ခွာသွားတော့တယ်အော်ကိုတင်ဆိုးကိုတင်ဆိုး တီးထက်မြန်အခြေအနေဆိုးရွားလာပါကတွဲချလဲအောင်ယူသွို့သွားမည်လားမဆိုနိုင်ပေဒီလိုယောဂဆဲများသည်အဘယ်သင်္ခါရဏတိခစ်တွင်မှတက်တာရရကြမည်မသိနိုင်ချေတကား